ကိုလေးစားပါဆိုတဲ့အစကားကိုကျမတို့ကြားဖူးကြမှာပါ။ဒါပေမဲ့တကယ်တမ်းကိုကိုကိုလေးစားမှုဆိုတာဘာလဲ။ဒါကမာနကြီးတာတခြားသူတွေကိုအတင်သေးတာမျိုးလုံးဝမဟုတ်ပါဘူး။ကိုကိုကိုလေးစားမှုဆိုတာကကိုယ့်ရဲ့တံပိုးကိုကိုကိုတိုင်နားလဲတာကိုတက်မှန်ကန်တဲ့စိတ်မျက်စိကန်းတွေသတ်မှတ်တာပြီးတော့တခြားသူတွေကတင့်ကိုဘယ်လိုဆက်ဆံတင့်တယ်ဆိုတာကိုသင်ပေးလိုက်တာပါပဲ ဒီနေ့မှာတော့ကိုကိုကိုလေးစားမှုတိဆောက်နိုင်မဲ့လက်တွေ့ကြတဲ့နိလန်းတွေကို အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်၁သင်ကိုမရှာတဲ့သူတွေကိုဘယ်တော့မှလိုက်မရှာပါနဲ့။ဒါကဆက်ဆံရေးတိုင်းမှာအရေးကြီးပါတယ်။တငယ်ချင်းပဲဖြစ်ဖြစ်ချစ်သူပဲဖြစ်ဖြစ်တစ်ဖက်ကသင်ကို အရေးမလုပ်ဘူးသင်ကလုံးဝအဆက်အသွယ်လုပ်ဖို့မရှာဘူးဆိုရင်သင်ဘက်ကကြီးပဲလိုက်ပြီးအရေးတူလုပ်နေတာက ။တင့်တမိုးကိုတင့်ကိုယ်တိုင်လျှော့ချနေရတဲ့အတူတူပါပဲ။တင့်ရဲ့အချိန်နဲ့စွမ်းရည်တွေကတင့်ကိုယ်တမိုးထားတဲ့သူတွေအတွက်ပဲဖြစ်သင့်ပါတယ်။နံပါတ်1တောင်းပန်သူရှိုးတာတွေရက်လိုက်ပါ။ဒါကပတ်စံကိုပဲဆိုလိုတာမဟုတ်ပါဘူး။အာယုံစိုက်ခံရဖို့အတိမတ်ပြုခံရဖို့ဒါမှမဟုတ်ချစ်ခင်မှုရဖို့အတွက်တောင်းပန်သူရှိုးတာမျက်နှာငယ်နဲ့လိုက်လုပ်ပေးနေရမျိုးတွေကိုဆိုလိုတာပါ။ ကိုကိုကိုလေးစားမှုရှိတဲ့သူတွေကဒီအရာတွေဟာတောင်းယူเสียရမလို့ပဲရတဲ့နယ်ဆိုတာကိုနားလည်ပါတယ်။နံပါတ်3လိုအပ်တာထပ်ပို့ပြီးစကားတွေအများကြီးမပြောပါနဲ့။သင်ကစကားကိုအများကြီးမလိုအပ်ဘဲပြောလေလေသင်စကားလုံးတွေရဲ့တံပိုးကကြာဆင်းလေလေပါပဲ။တိတ်ဆိတ်ခြင်းမှလည်းအင်အားတွေရှိပါတယ်။လိုအပ်တဲ့အချိန်မှာလိုအပ်သလောက်ပဲရှင်းရှင်းလင်းလင်းနဲ့ပြည့်ပြည့်တသားပြောပါ။ ဒါကသင်ကိုပို့ပြီးလေးစားမှုရှိစေပါတယ်။နံပါတ်၄လူတွေကသင်ကိုမလေးမစားလှုပ်တဲ့အခါချက်ချင်းပဲထိတ်တန့်ရင်ဆိုင်ပြောဆိုလိုက်ပါ။ဒါကရံဖြစ်ခိုင်းတာမဟုတ်ပါဘူး။သင်ရဲ့နယ်နိမိတ်ကိုကောက်ွယ်ခိုင်းတာပါ။တစုံတစ်ယောက်ကသင်ကိုမလေးမစားပြောဆိုဆက်ဆံလာရင်ခမ ्या အခုလိုပြောလိုက်တာလှုပ်လိုက်တာကျွန်တော်မကြိုက်ဘူးဆိုတာကိုတည်တည်ငြိမ်ငြိမ်နဲ့ချက်ချင်းအသိပေးပါ။နံပါတ် ကျွေးတာထက်ကိုယ့်ပတ်စံနဲ့ကိုပိုပြီးဝယ်စားပါဒါကကိုအောင်ကိုကိုချင်းရဲ့သင်္ကေတပါအမြဲတမ်းတခြားသူတွေရဲ့အကူအညီကျွေးမွေးမှုကိုမိခိုနေရတာကတင့်ရဲ့ကိုကိုကိုယုံကြည်မှုကိုလျော့ချစေပါတယ်ကိုကြည့်တော့ပုံကိုရက်တည်နိုင်အောင်ကြိုးစားပါကိုငွေနဲ့ကိုသုံးဆွဲခြင်းကလွတ်လပ်မှုနဲ့ဂုဏ်သိက္ခာကိုပေးပါတယ်နံပါတ်6သူများတွေစီကိုအလဲသွားတဲ့အခြေအနေကိုလျှော့ချပါ အထူးသဖြင့်သူတို့ဘက်ကသင်စီကိုအလဲမလာဘူးဆိုရင်ပေါ့ဆက်ဆံရေးဆိုတာအပြန်လန်ဖြစ်ရပါတယ်သင်ဘက်ကပဲအမြဲတမ်းအချင်းပေး အပင်ပန်းခံပြီးသူတို့စီသွားနေရတယ်သူတို့ဘက်ကသင်အတွက်ဘယ်တော့မှအချင်းမပေးဘူးအရေးမလုပ်ဘူးဆိုရင်အဲ့ဒီဆက်ဆံရေးကမငြိမ်ပြတော့ပါဘူးသင်အချင်းကိုတံပိုးထားပါနံပါတ်9ကိုကိုကိုရင်းနှီးမြှုပ်နှံပြီးကိုကိုကိုပြောရွှင်အောင်ထားပါဒါကအရေးကြီးဆုံးပါပဲ ကိုယ့်ရဲ့ပညာရေးကျွမ်းကျင်မှုကျမ်းမာရေးတွေမှာယဉ်ကျေးမြတ်တမ်းပါစောင့်တွေဖတ်ပါသင်တန်းအသစ်တွေတက်ပါအားကစားလုပ်ပါသင်ရဲ့ပျော်ရွှင်မှုကတခြားတယောက်ယောက်ဒါမှမဟုတ်ဘယ်အရာဝတ္ထုပေါ်မှာမှမူတည်မနေသင့်ပါဘူးသင်ပျော်ရွှင်မှုကိုသင်ကိုယ်တိုင်ဖန်တီးပါနံပါတ်၈တခြားသူတွေအကြောင်းအသင်အဖြစ်ပြောဆိုနေရတွေကိုရပ်တန့်လိုက်ပါသင်ကတခြားသူတွေရဲ့မကောင်းကြောင်းအသင်အဖြစ်တွေကိုလိုက်ပြောနေရင် ဒါကတင့်ရဲ့ကိုယ်ပိုင်အဆင့်တန်းကိုပါရှော့ချလိုက်တာပါပဲစိတ်တတ်မြတ်မသူတွေက အတွေ့အခေါ်တွေအကြောင်းဆွေးနွေးတယ်တာမန်လူတွေကဖြစ်ရက်တွေအကြောင်းပြောတယ်စိတ်တတ်တင်ကြသူတွေကမှတခြားလူတွေအကြောင်းပြောကြတာပါနံပါတ်9စကားမပြောခင်စဉ်းစားပါတင်တံဘိုးရဲ့80ရာခိုင်နှုန်းကတင်ပစက်ကထွက်လာတဲ့စကလုံးတွေကနေလာတာပါတင်ပြောလိုက်တဲ့စကလုံးတွေက သင်မလိုလူစားမျိုးလဲဆိုတာကိုသင်ဟပ်စေပါတယ်ပြောလိုက်တဲ့စကားကိုပြန်ရုပ်သိမ်းလို့မရပါဘူးဒါကြောင့်စကားတစ်လုံးမပြောခင်ဒါကအကျိုးရှိရဲ့လားတစ်ဖက်သားကိုထိခိုက်စေလားလိုအပ်ရဲ့လားဆိုတာကိုအရင်စဉ်းစားပါနံပါတ်30အမြဲတမ်းသင်ရဲ့အကောင်းဆုံးပုံစံနဲ့နေပါတဲ့အခေါ်ခံချင်တဲ့ပုံစံမျိုးအတိုင်းဝတ်စားခြင်းပါဒါကဈေးကြီးတဲ့ဝတ်စားတွေဝတ်ခိုင်းတာမဟုတ်ပါဘူး တသက်ရရတန်တန်ရှင်းရှင်းနေတိုင်းတာကိုဆိုလိုတာပါတင်ကကိုကိုကိုဂယုတဆိုင်တရက်စွာဝစ်စားဆင်ရင်တဲ့အခါဒါကငါဟာငါကိုငါတံဖိုးထားတယ်လို့တခြားသူတွေကအသိပေးလိုက်တာပါပဲလူတွေကလည်းတင့်ကိုပို့ပြီးအလေးနဲ့သာဆက်ဆံလာပါလိမ့်မယ်ဒါတွေကတော့ကိုကိုကိုလေးစားမှုတိဆောက်နိုင်မဲ့နီလန်းဆယ်ချက်ပါပဲမှတ်ထားရမှာကကိုကိုကိုလေးစားမှုဆိုတာတညတည်းနဲ့တိဆောက်လို့ရတာမဟုတ်ပါဘူး နေ့စဉ်လက်ချင်းယူရတဲ့အလေးချင်းတစ်ခုပါဒီအချက်တွေထဲကဘယ်အချက်ကတင့်အတွက်အထင်ရောက်ဆုံးလို့ထင်ပါလဲအောက်က comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်နော်ဒီဗီဒီယိုကိုကြိုက်နှစ်သက်သက်ဆိုရင် like and subscribe လုပ်သားဖို့လည်းမမေ့ပါနဲ့နော်